ဘရာဇီးနိုင်ငံမှာကျင်းပနေတဲ့ကုလသမဂ္ဂရာသီဥတုညီလာခံရဲ့အတွင်ဘက်မှာနိုဝင်ဘာ20ရက်နေ့မှာမိလာမှုဖြစ်ပွားခဲ့လို့သိရပါဗျ။ခါမိုးမြမတဆင့်လောင်ခဲ့တဲ့မိကြောင်အလန့်တကြားထွက်ပြေးခဲ့ကြရတဲ့အပြင်အရေးပါတဲ့စိတ်တို့ရောက်လာတဲ့ဆွေးနွေးမှုများကိုရင်ဆိုင်ထားခဲ့ရပါဗျ။မိဟာညီလာခံအတွက်အရာရဲ့အသုံးပြုတဲ့မန်တပ်များကိုလောင်ခဲ့ခြင်းဖြစ်ပါဗျ။ရာသီဥတုညီလာခံကိုဘယ်လန်မြို့မှာကျင်းပနေချိန်မိလာမှုဖြစ်ပွားခြင်းကြောင့်လူတို့ဟာထွက်ပြေးခဲ့ရပါဗျ။အမေဇုန်ဒေသမှာလွန်ခဲ့တဲ့သတင်းပတ်တုန်းကစျော်ပီတတိဆွေးနွေးပွဲများစတင်ပြီးကလေးက ယခုမိလာမှုဟာတတိယအကြိမ်မြောက်မတော်တဆမှုဖြစ်ပါသည်။တိုင်းသောဆရာပြသူများကညီလာခံကျင်းပတဲ့နေရာကိုရောက်လာခဲ့ပါသည်။ငိန်ချန်းစွာဆရာပြခဲ့ရာမှာ၎င်းတို့ကညီလာခံဝေဘကိုပိတ်ဆို့ထားခဲ့ပါသည်။လူကြိုရေးများကလင်းမြန်စွာတုံ့ပြန်ခဲ့တာကြောင့်6မိနစ်ခန့်မှာမိများကိုထိန်းနိုင်ခဲ့တယ်လို့ဘရာဇီးနဲ့အမေရိကန်တို့ရဲ့ပူးတဲထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါသည်။မိလောင်ရာနေရာတို့လူနာတရင်များအမြန်ရောက်လာခဲ့ပါသည်။